ဘဝမှာပထမဆုံးမစ္စတာပင်ဟာတာယိုရှင်ကိုကြည့်ပြီးပျော်ရွှင်နေတဲ့မြောက်ကိုရီးယားနိုင်ငံသားများပျော်ရွှင်မှုဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကတော့ကောင်းကောင်းမသိတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေကအခုအခါမှာတော့မစ္စတာပင်ရဲ့ဟာတာယိုရှင်ကိုကြည့်ပြီးစိတ်ထဲကနေနှစ်နှစ်ချိုက်ချိုက်ကိုပျော်ရွှင်နေပါတယ်ကဘာပေါ်မှာစီကံတင်းကျပ်မှုတွေများပြီးတော့လူခွင့်ကြီးတွေဖိတ်ပင်ခံထားအောင်နိုင်ငံကိုပြောပါဆိုရင်မြောက်ကိုရီးယားနိုင်ငံကိုသာပြောရပါလိမ့်မယ် မြောက်ကိုရီးယားနိုင်ငံကနိုင်ငံသားတွေကိုဒီမျိုးစုံနဲ့တားမြစ်ပိတ်ပင်ထားကြပါတယ်။အထူးသဖြင့်တော့ပြည်ပနိုင်ငံတွေနဲ့ပတ်သက်ပြီးအဖက်ဖက်ကတားမြစ်ထားတာဖြစ်ပါတယ်။နိုင်ငံအတွင်းကိုလည်းပြည်ပလာရောက်လဲပတ်မှုတွေကိုတားမြစ်ထားသလိုနိုင်ငံအတွင်းကလူတွေကိုလည်းပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားလို့ပြည်ပကိုတွားမယ်ဆိုရင်လွယ်လွယ်နဲ့ထွက်ခွင့်မရှိကြပါဘူး။အဲဒီတဲကမှနိုင်ငံရဲ့ချမ်းနဲ့ပတ်သက်တာတွေကို ပိတ်ပင်ထားတာကအဆိုးရွားဆုံးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့တည့်ရပိုင်းမှာထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အနာကတော့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကမြို့တော်ပျုံယမ်းမှာရုပ်ရှင်ပွဲတော်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီရုပ်ရှင်ပွဲမှာမြောက်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ရှာရှာပပခွင့်ရေးတစ်ခုကိုရရှိခဲ့ပါတယ်။အနာကတော့တတလုံးနိုင်ငံသားရုပ်ရှင်ကိုပြသခွင့်ပိတ်ပင်ထားခဲ့ပြီးမှဒီတစ်ခါမှာတော့မစ္စတာဘင်းရဲ့ရုပ်ရှင်ကားကိုပြသခဲ့ပါတယ်။ ဒါကြောင့်လည်းနိုင်ငံသားရုပ်ရှင်ကိုမမြင်ဘူးတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေကအင်မတန်ပျော်ရွှင်ခဲ့ကြတယ်လို့ဆိုပါတယ်တရုတ်လုံးနိုင်ငံသားဘာသာစကားကိုလည်းသင်ကြားခွင့်မရှိတဲ့နိုင်ငံသားတွေကတခြားနိုင်ငံသားရုပ်ရှင်သားဆိုရင်ဘာသာစကားနားလည်ဖို့အတွက်ခက်ခဲရှိနိုင်ပါတယ်။ဒါပေမဲ့မစ္စတာပင်းရုပ်ရှင်ကတော့စကားသာမပါဘဲဟန်ပန်မူရနဲ့သာတရုတ်ဆောင်ထားပြီးရီမောရစီရာကြောင့်အလုံးကကျင်းနေပြီးပျော်ရွှင်နေခဲ့ကြတာပါ။ ဒီလိုပြည်သူတွေပျော်ရွှင်နေတဲ့ပုံရိပ်ကိုလည်းကင်ဂျဝမ်ကမှတ်တမ်းတင်ခဲ့လို့အခုဆိုရင်ကဘာတဝမ်းမှာဟိုလေးတကျော်ဖြစ်နေကြတာပါဒီလိုရုပ်ရှင်ကားလေးတစ်ခုကိုကြည့်ရလာတော့ပျော်ရွှင်နေကြတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေကိုတခြားပိတ်ပင်ထားတဲ့အရာတွေကိုလည်းခွင့်ပြုပေးလိုက်မယ်ဆိုရင်သူတို့အနေနဲ့ဘလောက်တောင်ပျော်ရွှင်ရမလဲဆိုတာတွေးကြည့်ရုံနဲ့တော့သိရှိနိုင်ပါတယ်ဒါဆိုဒီလိုနိုင်ငံသားရုပ်ရှင်ကြည့်ရှုခွင့်ကိုပိတ်ပင်ထားနေပြီးတခြားပါတွေကိုပိတ်ပင်ထားနေလို့ထင်ပါတယ်လေ မြောက်ကိုရီးယားကောင်ဆောင်တွေအနေနဲ့အစင်ဆက်လိုက်နိုင်ငံသားတွေပေါ်ကိုအခွင့်အရေးများကြီးပိတ်ပင်ခဲ့ကြပါတယ်ဥပမာပြောရရင်လူတယောက်ကနိုင်ငံရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပုံကိုယ်ရေးကိစ္စပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ပြောဆိုဝေဖန်ပိုင်ခွင့်မရှိပါဘူးနိုင်ငံသားရုပ်ရှင်တွေ TV အစီအစဉ်တွေနဲ့နိုင်ငံသားတချင်နားထောင်ခွင့်ကိုပိတ်ပင်ထားပါတယ်ဒါပြင်ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာဗုဒ္ဓဘာသာတွေကိုကိုးကွယ်ခွင့်လည်းပိတ်ပင်ထားပါသေးတယ် နိုင်ငံအတွင်းမှာလည်းတချို့လေပတ်ခွင့်နေရာတွေကိုပိတ်ပင်ထားပါသေးတယ်။ဒါနေမကသေးပဲအမျိုးသမီးတွေဆိုရင်လည်းစပင်ပုံစံကစာထိတ်ချုပ်ထားပြီးတော့ပုံစံ၅မျိုးလောက်သာအသုံးပြုခွင့်ပေးထားပါတယ်။အဝင်စားမှာဆိုရင်လည်းအမေရိကန်နိုင်ငံထုတ်ဂျင်းဝယ်စားတွေကိုလုံးဝကန့်သတ်ထားပြီးတော့တခြားနိုင်ငံခြားဖြစ်စင်ကန်ဘရန်မျိုးစုံကိုလည်းတားမြစ်ထားပါသေးတယ်။ဒါကြောင့်ဘာကြောင့်ဒီလောက်ထိတားမြစ်ထားတာလဲဆိုတာစိတ်ဝင်စားကြမယ်ထင်ပါတယ်။ဒါကတော့ရှင်ပါတယ်။ခေါင်းဆောင်ဖြစ်တဲ့ကင်ဂျုံဝမ်းပဲတည်ပါလိမ့်မယ်။ ကင်ဂျွန်ဝမ်ရဲ့အဖိုးဖြစ်သူနဲ့ထက်ကရင်ကစတင်တည်ထောင်ခဲ့တဲ့မြောက်ကိုရီးယားနိုင်ငံကလျှို့ဝှက်ချက်တွေအများကြီးနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။သူတို့ရဲ့လျှို့ဝှက်စီစဉ်မှုတွေနဲ့တိကျပြတ်သားမှုတွေကအချို့နိုင်ငံရဲ့သုံးသက်တဲ့သူတွေအတွက်တော့အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့အရာနေတာဖြစ်ပါတယ်။ဒါဆိုဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေအနေနဲ့ရောမြောက်ကိုရီးယားနိုင်ငံရဲ့ထိ ंछ ုပ်ကန့်သတ်မှုတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်မိလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။ အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအများအားရှာဖွေတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Zodan Sharing Channel လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။